အီးကိုပြေးပြီးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မျိုးရင်းချက်တွေမဲ့နေအသင်းတွေလိုပဲ NBA ID season 15ရဲ့အသင်းတွေကြောင့်ကျွန်တော် power ranking လုပ်ပေးသွားမှာဖြစ်ပါတယ်။ဘယ်သင်းတွေကဘယ်လိုမျိုး ranking နေရှိမလဲ။ video လေးကိုအဆုံးထိကြည့်ရှုပေးဖို့ပြောချင်ပါတယ်။ပထမဦးဆုံးအသင်းအနေနဲ့ကတော့ TLID ဗျာ။ ျွန်တော် liquid fan ဆိုပေမဲ့ကျွန်တော်တဲတော့ပြောမှာပဲ TLID က9နိုင်နိုင်ထိုက်တဲ့ပွဲတွေမှာကျွန်တော်ဒီ dominate လုပ်ပြီးတော့ပွဲတစ်ခုလုံးထိန်းစောလို့ရတဲ့ပွဲစဉ်တွေမှာရှိတယ်အဲ့ဒါသူတို့အမားတွေအများကြီးလုပ်တယ်ဗျာအရန်ကောင်းပြီးတော့အရန်ကောင်းတဲ့အတင်အမားအများဆုံးလုပ်တဲ့အတင်ဆိုရင် team liquid ID လို့ပဲပြောရမယ်ဒီရာကိုကျွန်တော်အရှိရ world championship မှာကြည့်မယ်ဆိုရင်နောက်ဆုံး last stage မှာကျွန်တော် group stage ကိုတက်ခဲ့တာမျိုးတွေ grand final ရောက်ရောက်တဲ့အချိန်မှာ on the ph နဲ့တွေ့တဲ့အချိန်မှာ game plan တွေကဘာမှတော့ပြင်ဆင်ထားတာချင်းမရှိဘဲနဲ့အဲ့လိုမျိုးကြီးပေးလိုက်ရတာမျိုးတွေကအားရပွဲမကောင်းဘူးဗျာ player 9ယောက်လိုဝင် individual တွေကအရန်ကောင်းနေလူငယ်တွေပြပြပဲလက်ဆောင်ထက်တယ်ဒါရက် appreciate လုပ်လို့ရပါမယ်ဒီတက်ပိုကောင်းတဲ့အတင်း champion တွေကိုဇက်တိုက်ယူခြင်းနေဆိုရင်တော့ discipline တွေအားကောင်းဖို့လိုအပ်တယ် team liquid id ကိုတော့ကျွန်တော်နေနဲ့ sdir list ထဲမှာပဲထည့်ထားခြင်းမှာနေတယ် rq ဘီယင်းကြီး rq မှာ princess sky လာမရှိတော့ပါဘူးကျွန်တော်တွေအများကြီးမျှော်လင့်လို့မရဘူးဗျာ ရင်းချိန်နေတော့လူငယ်ရင်းနဲ့ဖွဲ့စည်းရဲ့ Skyla ဘလိုပဲကျွန်တော်ရှုံးနေမယ်လို့တွက်ခဲ့တဲ့ပွဲစဉ်တွေမှာမရမကရုံးပေးတဲ့ player တယောက်ဗျာ။ဒါပေမဲ့ဒီနေ့ season မှာတော့ကျွန်တော်ရဲ့နော် Princess Skyla မပါဝင်နေတော့ဘူး။အဲ့တော့သူ့ညမှာစားထူးလိုက် Twins ကအနေဓာတစ်ခုထိတော့လက်ခံပေးလို့ရတဲ့အရှိအပွဲက performance တွေအရာပေါ့ဗျာ။ရုံးအားတွေရှိရဲ။ဒါလိုမျိုးရေရဲမိုးရဲကြလို့ရှိရင်ထန်းနေပေးနိုင်ပါမလားဆိုရဲအရာသူ့ပုံမှာတာဝန်ကြီးကအရန်ကြီးလွန်းနေဗျာ။ အချိန်တစ်ခုတော့ပေးရအောင်မယ်ပေါ့ဗျာလူငယ်ရေးနဲ့ဖွဲ့စည်းထားတဲ့ဒိုင်ရင်းတို့ဘာလို့ရှိနေတော့မယ်နင်းနဲ့ RQ ကတော့နည်းနည်းလေးရုံးကန်ရနိုင်နေဗျာအဲစကိုင်လာမှာပါတဲ့အချိန်ကြီးပေါ့ဗျာဒီတစ်ခါ RQ ရဲ့ power ranking ကိုတော့ကျွန်တော် A tier လေးဆင်းမှာပဲထည့်ထားမှာပါပြီးတော့နောက်ဆင်းနေနေတော့ကျွန်တော် on ID ဗျာ on ID ကတပတ်ဒီပွဲမှာ liquid ID ကိုကျွန်တော်နေရင်တီးပေးလိုက်ကျွန်တော်တိတ်ကြိုက်တယ်သိရမလား server room နဲ့တီးွားတယ်ဗျာ အဲတကယ်တော့ကျွန်တော် CW ပြန်ပြီးတော့ပါလာတယ်ပြီးတော့ဘူးဆွတ်သွားပြီးတဲ့နောက်ပိုင်းမှာပြဿနာတက်နေတယ် Rex ကိုတရားရီသုံးတယ် Lupio တရားရီသုံးတယ်အခု၂ရောင်လုံးတစ်ခါတည်းခေါ်ပေးထားတယ် Mainline app တုံးကြပါဗျာ Ari ရဲ့ performance တွေကလည်း Andar တော့မမြောက်သေးဘူးပုံမှန် balance ပဲတခါလေတချို့ပွဲမှာဆိုလို့ရှင်တော့မှာ Kyrie ကအဲနေသွားလို့ရှင်ပြန်လုံးနိုင်တဲ့အရာတွေကအများကြီးရှိနေသေးတယ်ဗျာအဲတော့ကျွန်တော် on the ID ကိုတော့ကျွန်တော် SDR list ထဲမှာထည့်ထားပါအောင်မယ် အဲ့တော့နောက်ထပ် day 1နဲ့နာပြီပေါ့ဗျာဒီသင်းနေရတော့အရင်ကြီးတော့ပြောစရာတော့မရှိဘူး day 1ဆိုလို့ရှိရင်ကျွန်တော် outer ရောက်လာတယ်ကျွန်တော် zone သလိုရှိနေသေးတယ်နာဗီရောပဲ player တစ်တွေထဲမှာဆိုလို့ရှိရင် x5v ဆိုတဲ့ဒါတယောက်ရှိမယ်ပေါ့နော်ဒီသင်းနေကိုကျွန်တော်စီတက်ရဲထဲမှာပဲထည့်ထားခြင်းတည်တယ်ဗျာကျွန်တော် key fan သွားကြတော့ပေါ့ ဘလိုက်စကီဦးဆောင်တဲ့အသင်းอ่ะဗျာနှစ်တိုင်းဘလိုက်စကီရဲ့ဦးဆောင်မှုနေမှာပဲရှိပြီးတော့အသင်းကိုထိန်းထားတယ်လို့မြင်မိတယ်ဖိုက်တုံးကသူတို့ international ကိုသွားခွင့်ရတယ်အဲ့တုံးက lesson ပိုင်းတွေကတကယ်ကောင်းနေဗျာအဲ့လိုမျိုးအဲ့လုံနိုင်နေပေါ့ဗျာအခုဒီချီနေရတိတ်မဖိုက်ဘူးဗျာကျနေသူတွေကအပိုင်းတယောက်ကလွင်ဒဲရာရှိမယ်ဗျာမာကီကထွက်သွားပြီပေါ့ဗျာသူလူတစ်တွေပြန်လဲပြီးတော့ဖြည့်ထားမယ်မယ်တန်တရားရှိနေတော့မယ်ဂီဖန်အောင်ရောအရင်လို unfight တုံးကသူ intern သွားခဲ့တဲ့ lesson လိုမျိုးရဖို့ဆိုတာခက်ခဲရဗျာအဲကျွန်တော်အနေနဲ့ဂီဖန်အောင်ရောကျွန်တော် အာ B tire ထဲမှာပဲထည့်ထားခြင်းပါလေနောက်သင်းနေနေ Evolve ဆိုဗျာအရန်ကြိုက်တဲ့သင်းနေတွေမှာပါတယ် Elbert ရောက်လာရေးလွယ်ပြောအောင်မယ် Elbert ရဲ့ကျော် kill ရဲ့ရောက်လာတဲ့အချိန်မှာအများကြီးပြောင်းလဲဖြစ်သွားတယ်အတခုပဲ DPZ ကိစ္စကဘယ်လိုဖြစ်သွားမလဲတော့မသိဘူး Nico ရော Ricky ရောအရန်ကောင်းတဲ့ player တွေဖြစ်တယ်ပေါ့နော် Evolve ကကျွန်တော်ဒီခုအရင်ကျန်းနေတဲ့သင်းတွေအကုန်လုံးဒီနှစ် season 50မှာ challenge လုပ်နိုင်မယ်လို့တွေးထားတယ်ပေါ့နော် ESL ပွဲမှာလည်းကျွန်တော်တို့ရဲ့ performance တွေကတော်တော်လေးကောင်းတယ် consistent ဖြစ်လာမယ်ဆိုလို့ရှိရင် Evos ရဲ့ lineup ကတော်တော်လေးကြောက်မက်ဖွယ်ကောင်းနေဗျ။ Albert က on နေမှာမပြလိုက်ရတဲ့ performance ကြီး Baby Alien ဆိုတဲ့ဂုံပုတ်ကိုဆက်လက်ပြီးတော့ gain လောက်ထားတော့မယ်ဗျ။ကျွန်တော်နေ Evos ကိုတော့ Ada list ထဲမှာပဲထည့်ထားကြပါမယ်။အဲ့တော့ကျွန်တော်နောက်ထပ်အသင်းနေနေဆိုရင် BDR ဗျာ။ ပြားရဲ့လဲလဲမှုတွေကမှန်ကန်လားမမှန်ကန်လားဆိုတာကြည့်ရမယ်။ Annabelle နဲ့ Kill နဲ့ကို trick ရတယ်။ဘာလို့လဲဆိုတော့ကျွန်တော် light ရောက်လာလို့ light နဲ့ MN နဲ့ Philippine ညီနောင်ဗျာ။ Share ပွဲနဲ့ပဲကျွန်တော်တို့ညီပြောကြတာပေါ့။ Expectation တွေမြင်မှားခဲ့တယ်လို့ပဲပြောရမယ်။ BDR ရဲ့ performance ကကျွန်တော်တို့အားရစရာမရှိဘူးဗျာ။ light နဲ့ MN နဲ့ Philippine ညီနောင်တွေရောက်ခဲ့တယ်ဆိုပေမဲ့ ပုံမှန်မှာပဲပုံမှန်မှာပဲဆိုပြီးမှအဲ့လိုမျိုးဖြစ်နေခဲ့သေးရေပေါ့ဗျာဟေးကိုလက်လွတ်လိုက်ရတယ်ဆိုတော့အရာတို့စိတ်ထဲမှာနောင်တမရချင်ဘူးဆိုရင် live performance တွေအများကြီးမြင့်တက်လာဖို့လိုအပ်တယ်ဗျာ channel ပိုင်းတွေမှာတော့ကျတော့အရင်ကြီးတော့ပြောဖို့တော့မရှိဘူးအ PDR ကထုံးစံတိုင်းပဲ regular season တွေမှာဆိုရင်ကျန်းပြီးတော့ play off မှာဆိုလို့ရှိရင်ကာကြိတ်တက်တဲ့အသင်းများအဲဒီနေ့ဖလပိုင်ညီနောင်တွေရဲ့ရုံကကာလာရှိကြကြီး regular season ကလည်းတွားရအောင်မှာဆိုတော့အခုလက်ရှိအခြေအနေရဆိုလို့ရှိရင်လည်း PDR ကလက်ခံပေးလို့ရပါအောင်မယ် ဗီဒီယိုတော့ဒီတစ်ခေါက်မှာကျွန်တော်အေးတရား၄၀မှာပဲထည့်ထားခြင်းပါတွေ။ကျွန်တော်တို့ AE ကိုပြေးပြီးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မျောလင်းချက်တွေမဲနေအသေးနေလို့ပဲ။ဒီနှစ်မှာလည်းကျွန်တော်တို့ Alden Ego တီနိုင်မျောလင်းလို့မရဘူး။ကျွန်တော်တို့မျောလင်းလို့ရမယ့်အရာက Playoff တက်ဖို့ပဲမျောလင်းလို့ရမယ်ဗျာ။အသင်းရဲ့အခြေအနေကျွန်တော်တို့ Youth Development ကိစ္စတွေမှာ player အသစ်တွေထွက်လာခြင်းမရှိဘူး။ကျွန်တော်တို့ထပ်ဆိုလို့ရှိရင်လည်းအသင်းကနေပြီးတော့အခု stream မှာပဲလုတော့မယ်လို့တော့ထင်နေပါတော့။ဒီလိုဆုံးရှုံးမှုတွေရှိခဲ့တဲ့အသင်းအနေနဲ့ဒီနှစ် အေအေးရဲ့ line up ဒီကျွန်တော်ဟိတ်ရှိမဲ့ဂိုးလေးမှာဥဆောင်လာတဲ့ player ပြိသက်တွေရဲ့အချစ်တော်ကြီးပေါ့ဗျာညီနွားတော့ဗျာထုံးစံတိုင်းပဲခုချိန်မှာဆက်လက်ပြီးတော့သူရုံးကန်နေသေးပဲအသေးခေါ်ထားတဲ့ Rainy တယောက်ကိုပဲကျွန်တော်တို့မျှော်ကူးရမယ်ဗျာပိုးဝင်လင်ပြောလို့ရှိရင်တော့ AE ဒီနေ့လည်းအရန်ရုံးကန်ရနိုင်ပါတယ်အရှိရာဆော့ခဲ့တဲ့တပ်ပါတီပွဲ ESL ပွဲမှာ performance အေးရဆိုရင်လည်း လက်ခံပေးလို့တော့ရပါတယ်ကျွန်တော်တို့အများကြီးမျှော်လင့်နေလို့မှမရတာ AE ရဲ့အခြေအနေကကျွန်တော်တို့ဒီတစ်ခေါက် power ranking ကိုတော့ကျွန်တော် B tier list ထဲမှာပဲထည့်ထားရပါတယ်ဒီကိုရောထင်မြင်ချက်တွေ power ranking တွေရောအောက်က comment section မှာရေးပြီးသွားလို့ရပါတယ်ကျွန်တော်တို့ ST4 team ပဲဖြစ်ပါတယ်